ကျွန်တော် Facebook အကောင့်ရဲ့ Gmail နဲ့ password ကိုတိထွားခဲ့ရင်တော့မှကျွန်တော်ရဲ့အကောင့်ကိုခိုးယူလို့မရတဲ့နီလန်အခုကိုပြောပြမှာဖြစ်ပါတယ်အဲ့လိုခိုးယူလို့မရအောင်ဆိုလို့ချင်းကျွန်တော်က2 step ခံတဲ့နီလန်တစ်ခုနောက်ထပ်ထပ်ပြီးတော့ပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒီနီလန်ကကျွန်တော်တွေ app တစ်ခုကိုအသုံးပြုရပါတယ်အဲ့ဒီ app ကပါလဲဆိုလို့ချင်းကျွန်တော်ဒီ Play Store မှာလာပြီးတော့ခြာလိုက်ပါ Play Store မှာကျွန်တော်တွေဒီမှာ AU ဒီမှာဒီ software လေးကိုကျုပ်တို့ရှားလိုက်ပါเนาะ Astranet ဆိုတော့ဒီ software လေးကိုကျုပ်ရှားလိုက်ပါဒါ Google ကနေပြီးတော့လုပ်ထားတဲ့ software လေးဖြစ်ပါတယ်အဲ့တော့ဒီကောင်လေးကိုကျုပ် down ထားလိုက်ပါကျွန်တော်မှာတော့ down visa ရှိတဲ့အတွက်ကျွန်တော်ကတော့မ down ပြတော့ဘူးเนาะဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ Facebook account ထဲကိုသွားလိုက်ပါမယ်ကိုယ့်ရဲ့ Facebook account ထဲကိုသွားပြီးွားပြီးဆိုလို့ရှင်ကျွန်တော်ကဒီညာဘက်အပေါ်နားမှာရှိတဲ့ line 3 line ကိုကျုပ်နှိပ်ပေးလိုက်ပါ နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကစတီကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါစတီကိုထပ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ password and security ဆိုတာကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါဒါလုံခြုံရေးထပ်မြက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့က password and security ကို လာရတာဖြစ်ပါတယ်ဒီ비ဆိုလို့ရင် ထပ်ပြီးတော့ပဲကျွန်တော်တို့က password and security ဆိုတာကိုထပ်ပြီးတော့နှိပ်ပေးပါ ပြီးွားပြီဆိုရင်တော့ကျွန်တော်တို့တွေက2 factor and thisness ပေါ့နော်အဲ့ကောင်ကိုကျွန်တော်တို့တခြားနှိပ်ပြလိုက်ပါအဲ့ဒီကောင်လေးကိုတခြားနှိပ်ပြီးွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook account လေးကိုတခြားထပ်ပြီးတော့ကျွန်တော်တို့နှိပ်ပြလိုက်ပါပြီးရင်တော့ကျွန်တော်တို့တွေကဒီနေရာမှာသူ့ကိုကျွန်တော် password ထည့်ပေးရမှာဖြစ်ပါတယ် ပြီးွားရင်တော့ကျွန်တော်တွေက continue ကိုနှိပ်ပေးလိုက်ပါ။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကကုတ်ထပ်ပြီးတော့ထည့်ပေးရပါလိမ့်မယ်။အဲ့တော့ဒီကုတ်ကိုကျွန်တော်တွေက email ကနေယူမလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ wiz app ကနေပဲယူမလားပေါ့နော်။အဲ့တော့ကျွန်တော်ဒီမှာ try another way ဆိုတာကိုနှိပ်လိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်ကဒီမှာ with app ရပဲအလွယ်တကူယူလိုက်မယ်ပေါ့နော်။ Okay ဒီ point ပို့လာယူခြင်းနော်။ โอเคဒါဆိုလို့ရှင်ကျွန်တော် security ပို့လာပြီဖြစ်တဲ့အတွက်ဒီ security code ကိုထည့်ပေးပါမယ်ပြီးရင်တော့ကျွန်တော်တွေက continue ကိုနှိပ်ပေးလိုက်ပါโอเคဒါဆိုလို့ရှင်ကျွန်တော်တို့ကဒီ two factor ဟာလာနှစ်ဆင့်ခံတဲ့နေရာကိုရောက်လာပြီပေါ့နော် two step ခံတဲ့နေရာကိုရောက်လာပြီရောက်လာပြီဖြစ်တဲ့အတွက်ကျွန်တော်ပထမတစ်ချက်ကျွန်တော်တွေဟာလာလုတ်ပေးရမှာဒီဒီမှာဒီ software လေးတွေကိုကျွန်တော် software ဒီကောင်လေးရဲ့ဟိုကျော်ဝင်ပြလိုက်ပါနော်ဒီကောင်နဲ့ကျော်က2 step ထပ်ခါမှာဖြစ်တဲ့အတွက်ဒီနေရာလေးကိုထပ်ပြီးတော့နှိပ်ပေးပါ Okay ဒီနေရာလေးကိုနှိပ်ပေးပြီးသွားပြီဆိုလို့ရှိရင်ကျော်တို့သိထားမှာဒီရက်ကီးတွေကိုယူရမှာဖြစ်ပါတယ်နော်ဒီရက်ကီးတွေကို ကျော်တို့တွေ coffee ယူရမှာဖြစ်ပါတယ် coffee key ကိုနှိပ်လိုက်ပါ coffee key ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျော်တို့က coffee key ကိုနှိပ်ပြီးပါပြီဆိုလို့ရှင်နှိပ်နဲ့ထပ်သွားပါမယ်။ Okay เนาะအဲဒီနေရာမှာကျွန်တော်တို့ဖုန်းကီးနဲ့ပြန်ပြီးတော့ထွက်လိုက်မယ်။ထွက်ပြီးပါပြီဆိုရင်တော့ကျွန်တော်တို့ကဒီနေရာကိုဒီ software လေးရှိတဲ့ရှိကိုဝင်ရမှာဖြစ်ပါတယ်เนาะ။ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါ။ Okay ဒီကောင်လေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအပေါင်းလေးကိုထပ်ပြီးတော့နှိပ်ပြလိုက်ပါနော်ကျွန်တော်တို့ဒီမှာအပေါင်းလေးကိုထပ်နှိပ်ပြပါ အပောင်းလေးကိုထပ်နှိပ်ပြီးပါပြီဆိုလို့ချင်းခုနကကော်ဖီယူလာတဲ့ကီးပေါ့နော်ကော်ဖီယူလာတဲ့ကီးကိုကျွန်တော်ထည့်ပါမယ်ဒီမှာကျွန်တော်တို့ကအကောက်ရဲ့နေကိုထည့်ပေးပါမယ်နော်ပြီးလို့ရှိရင်ခုနကကော်ဖီယူလာတဲ့ကီးကိုထည့်ပေးလိုက်ပါမယ်။ပြီးလို့ရှိရင်တော့ကျတို့ဒီအောက်မှာ time bus ပေါ့နော်အကောင်ပဲကျတို့ထားပေးမယ်ပြီးလို့ရှိရင်တော့ app ဆိုတာလေးနှိပ်လိုက်ပါမယ်။ โอเคเนาะแต่ပြီးွားပြီဆိုလို့ချင်းကျွန်တော်ကဒီမှာဒီကောင်လေးကိုကော်ဖီဝါမှာဖြစ်ပါတယ်เนาะโอเคအောက်မှာရှိတဲ့ကုတ်ကလေးကိုကော်ဖီဝါမှာဖြစ်ပါတယ်ကျွန်တော်စကန်အနည်းငယ်ပဲရပါတယ်စကန်10မိနစ်လောက်ပဲရတယ်ပေါ့เนาะဒီကိုပြန်လာပါပြီးလို့ရှိရင်တော့ပြီးရင်ကျွန်တော်ကနှိမ့်နေသွားပါမယ် โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲနှစ်ဆင့်ခံတဲ့ကျွန်တော်တို့လုံခြုံရေးအဆင့်ပေါ့နော်ဒါတန်းကိုနှိပ်ပေးလိုက်ရင်ရပါပြီအဲ့တော့ကိုယ့်ရဲ့ Gmail ရသွားတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ password ရသွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘူး Gmail ရော password ကိုရသွားခဲ့ရင်တော့မှကျွန်တော်ရဲ့ Facebook account ကိုဒီလိုမျိုးလုပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ခိုးယူလို့မရဘူးပေါ့နော်ဒါကြောင့်မို့လို့ဒီနီလန်းနေက အရန်ကိုမှအတုံးဝင်တဲ့နီလန်နေဖြစ်ပါတယ်ကိုကလုံချုံနဲ့စိတ်ချရတဲ့ Facebook account တစ်ခုကိုအသုံးပြုနေတယ်ဆိုလို့ရှိရင်ဒီနီလန်နေကိုအသုံးပြုပါလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ